မရဲ့ပိတ်သက်ကြီးကိုကျွန်မအခုပြပြချင်တဲ့သတင်းကတော့ဒီမန္တလေးမှာပေါ့နော်အဲ28ရက်3/2025တော့ငါငလင်းလှုပ်သွားတော့ဟာပါသွားတဲ့မိုးနှင်းဝေပေါ့နော်မိုးနှင်းဝေဆိုရဖနက်ဆိုင်ရှိပါတယ်ဒီမိုးနှင်းဝေဆိုရဖနက်ဆိုင်ဆိုရင်တော့မြို့တစ်ပတ်မှာမတည်ရတူမရှိကြပါဘူး 130 64နဲ့65ကြာပါအောက်တစ်ထပ်လုံးပေါ့နော်ပြုတ်သွားပြီးတော့ဆိုင်ဖွင့်မရတော့လို့အဲသူတို့ရဲ့ဆိုင်လေးရဲ့မျက်နှာချင်းဆိုင်ဘက်မှာကားလေးနဲ့မိုးကလေးနဲ့ရက်ပြီးတော့ဖနက်လေးရောင်းနေပါတယ်။သွားအားပေးပြီးကြပါအောင်တကယ်လို့ကိုကရောက်ဖြစ်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအဲကိုရောင်းဖို့ကျွန်တော်900ကျော်1000လောက်ကျွန်တော်နှီးပါကျွန်တော်ဖြည့်ထားတယ်။မောင်နှမတွေဒီဖနက်ရောင်းရင်းနဲ့ပေါ့မောင်နှမတွေအကုန်လုံးစုပြီးတော့စောက်တာမရဘူးအောက်မှာ အဲ့လိုဖြစ်နေသူများပြေးရမယ့်ပတ်စံတွေကရှိတယ်အဲ့တော့ကိုယ်လည်းတည်းကမပါဘူးဒီပတ်စံအိမ်နဲ့ဟိုကလေးတွေမုံကျွေးမှဆိုတော့ထွက်လာတဲ့အဲ့လိုဖြစ်စအများကြီးရှိပါတယ်ဗျကျွန်တော်မေရဲ့အဝိသက်တွေရှိတယ်ဗျကံတရားပေါ့နော်ဘုရားပေးသလောက်ပဲကျွန်တော်ကရကြမှာပါ တယောက်ရေးထားတာတော့အလူငွေတသိန်းလူခဲ့တာဟုတအိမ်လုံးငိုသွားကြလို့သူပါငိုချင်ပြီးတော့စိတ်ထဲကမကောင်းဆိုပြောရေးထားပါတယ်ဆိုတော့အရင်တော့ဘလောက်ပဲရှိခဲ့ရှိခဲ့ပေါ့လေကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးဆုံးရှုံးသွားတဲ့အခါမှာတော်တော်လေးစိတ်ထိခိုက်ဝမ်းနေရတယ်ချီကိုရတယ်ပေါ့အဲ့လိုမျိုးဆိုတော့တက်နိုင်တဲ့သူတွေတက်နိုင်သလားပြီးသွားပြီးတော့ကိုကိုအတွက်လည်းအသုံးဝင်တဲ့ဖဏ္ဍလေးတွေဟုတ်ကဲ့တက်တာလေးဆိုလို့ရှိရင်ဝယ်ပြီးတော့တက်ကပြန်စားအောင်လို့တိုက်တွန်းချင်ပါတယ်နေရာစပြီးတော့စဖွင့်ရတော့ပါ ရှိတယ်ပါတဲ့ပစံလေးနဲ့ပေါ့စာရင်းကြီးလေးစာတော့ဟန်နေရတန်တတရလောလောဆယ်ကျွန်တော်ရတဲ့ဟာလေးကိုရင်ရောင်းလာဟုတ်ကဲ့ဗျဟုတ်ကဲ့ကျွန်တော်ပစ္စည်းကအောက်ထဲမှာအကုန်လုံးမြုပ်နေတယ်အောက်ထဲမှာကကျွန်တော်များတယ်ဗျကြံတွင်းရောင်းဖို့ကအကုန်လောင်ထားတာပါတယ်ဖန်စီပစ္စည်းတို့အုတ်ထုတ်တို့ခပတ်တို့အစုံပေါ့ ဲ့ဒါလေးပါတယ်တန်တက်တာလည်းပါသွားတယ်ကဆိုင်ကယ်လေးစီးပါတယ် now ဒီမှာပေါ့เนาะသူ့ရဲ့မိသားစုရဲ့အမွေပေါ့เนาะမိဘရဲ့အမွေအိမ်လေးကိုလည်းဖြိုချရတော့မယ်ပေါ့เนาะဆိုတော့အဲတော်တော်လေးစိတ်မကောင်းဖြစ်ဖို့ကောင်းပါတယ်။ now တခုပေါ့เนาะအဲ့ခုနလူရဲ့အလိုငွေကိုလည်းမနှက်ကြရင်ဆွလောင်းတဲ့အထဲကိုထည့်လို့မယ်ဆိုပြီးတော့ဂျေစုတင်တဲ့မျက်ရည်တွေနဲ့ပြောနေတဲ့ဦးလေးကိုပေါ့เนาะဒီအရန်ပေါ့เนาะခယူနာတက်ကပါတယ်။ ။နောက်ဖက်နယ်လေးကြီးခုနပြောလိုတန်းတက်တာလေးတွေကိုအားပြပြလိုက်ကြပါအောင်နော်။နောက်ပြီးတော့လဲကြရင်ချက်ချင်းပြန်ထတတ်တဲ့စိတ်ဓာတ်မျိုးပေါ့နော်။ဒီလိုမှကြက်ရှိနေရဲ့ကိုယ့်ရဲ့တက်တံမှာအဆင်ပြေမှာဖြစ်ပါတယ်။အဲဒီပေါ့နော်။အမိုးနေဝေဖက်နယ်ဆိုင်ရှင် ဦးလေးရဲ့အင်တာဗျူးလေးကိုလည်းထည့်ပေးထားပါတယ်။ဒီအင်တာဗျူးကြည့်ရတာလည်းဝမ်းနည်းစရာကောင်းပါတယ်။ဒါပေမဲ့ဒီဦးလေးရဲ့တဆိုင်လုံးပြူပြီးတော့သူများစီကန့်နေနေရတာမှသူများကိုပေးစရာရှိရလေးရှိနေလေရအတွက်ကြောင့်မလို့မနာပဲနဲ့ကိုယ်ခက်ခဲဖြစ်နေတာကိုသူများအတွက်ထည့်စင်စားပေးတဲ့စိတ်ကလေးကိုလည်းအရန်အားကြအတူယူနေပါတယ်။ နောက်တစ်ခုကတော့ဗောနော်ဖျားပေးတဲ့နောက်ပဲရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ခြေရလာတာဖြစ်လေပြန်စားဖို့ဝင်မလေးဘူးဆိုပြီးတော့ပြောထားတာလေးဗောနော် အများကြီးဆုံးရှုံးထားတဲ့အတွက်ဝမ်းနဲ့နေပြီမဲ့အားမလျှော့ဘူးဆိုတော့ဒီစိတ်ဓာတ်လေးကလေးစားစရာဖြစ်ပါတယ်အဲလိုအပ်လို့တခြားကိုပြန်လူကျင်နေဆိုရင်ပဲဖြစ်ဖြစ်ကိုယ့်အတွက်အသုံးလို့လို့ဆိုရင်ပဲဖြစ်ဖြစ်တကယ်လို့ကိုကအဲ့ဒီနာအောင်ရောက်ဖြစ်တယ်ဆိုလို့ရှိရင်64 65 130လမ်းနာမှာကားလေးနဲ့သူတို့ဒီမိုးနေဝင်တိုက် ေါ့နော်ပြုတ်ကျသွားတဲ့တိုင်ရဲရှိမှာပဲကားလေးနဲ့ရောင်းပြီးနေရဲ့အဲဖနက်ကားလေးရှိရပေါ့နော်ခဏရောင်းတဲ့ကားလေးရှိပါတယ်တန်တားလေးလည်းရောင်းနေပေါ့နော်အားလုံးပဲအားပေးပေးမှုပြောချင်ပါတယ်ရှင်ရွယ်နေခုလောအောင်မဲ့ရွယ်ရတော့နည်းနည်းလေးကွာသွားတာပေါ့အားနည်းနည်းလေးတော့ဟောဖြစ်တယ်ပေါ့အားကြောင့်လည်းကိုစိတ်ကိုမချပဲနဲ့တောက်လျှောက်ကိုလုံနေတာပါဝေးတန်းခဲ့လား ခုလဲဒီလိုဆိုတော့ဒါကတော့ကိုဥဆောင်တဲ့အချိန်မှာကိုဖြစ်တာဆိုတော့လူမဖြစ်တာကိုကျွန်တော်ကနည်းနည်းလေးစိတ်ဟိုဖြစ်တာပါစိတ်ချမ်းသာတာပါဟိုတော့ရောင်းရဲဆိုရင်တရက်ကို၁၀သိန်းကျော်တယ်အကြံတွင်းတို့အင်းနေတို့သတင်းကျဆိုရင်ကျွန်တော်ကအဲ့လိုဒါရောင်းရတယ်ပြည်နယ်အင်းနေကိုထည့်ရတယ်နဲ့အဲ့လိုရောင်းမားတွေကလည်းအဲ့လိုလေးရောင်းညီမတွေကရောအဲ့လိုမျိုးလေးရောင်းရတယ်အဲ့ညီအကျော်လည်းဖန်စီလေးပေါ့သူကလည်းရောင်းရတယ်မနေ့ဒီရှိတ်လိုပုံရောင်းတာဟိုစဖြစ်ကြတဲ့လောရမှာလေကျွန်တော်မိသားစုကြီးတယ် မပါဘူးပစံကိုကပါလာနဲ့ကျွန်တော်ရင်းလိုက်တာမင်းရ15သိန်းမို့ကျွန်တော်ဝယ်လိုက်တာမင်းအားသူအောက်မှာအဲ့လိုဖြစ်နေသူများပေးရမယ့်ပစံတွေကရှိတယ်အဲ့လိုဘလို့ပေါ့တရ9000လို့တသိန်းလို့ကျွန်တော်အဲ့လိုပေးရတာရှိတယ်အဲ့လိုကုန်တယ်လို့ပေးရအဲ့လိုရှိသေးတယ်ကောင်တာထဲမှာပြီးတယ် ကိုယ်လက်ထဲကမပါဘူးဒီပတ်စံအိမ်နဲ့ဟိုကလေးတွေမုံကျွေးမှဆိုတော့ထွက်လာတဲ့အဲ့လိုဖြစ်တယ်အဲ့လိုမာရုကလည်းကျွန်တော်ပြလိုက်တဲ့ပတ်စံပဲပါသွားတာမပပါကြအောင်အဲ့လိုဖြစ်သွားတာပဲဒီကန်တက်တာတွေပါလည်းမရှိဘူးရကျွန်တော်ကအဲ့ဒီပတ်စံကောင်တာတည်းပဲကျွန်တော်ပတ်စံပေးဖို့ပါပဲရှိတာကျန်တာတော့မရှိတော့ဘူးတကကျွန်တော်ဒီကြံတွင်းကိုရောင်းမှုကကျွန်တော်900ကျော်1000လောက်ကျွန်တော်နှီးပါကျွန်တော်ဖြည့်ထားတာ အဲ့လိုဖနက်ကလည်းလွယ်အောင်ဆိုတော့ဒီအဲဒုရထက်ကနေပြီးတော့အောက်ကိုချထားတာအဲ့လိုစုပြီးတော့ပုံလိုဖြစ်သွားတာအဲ့လိုဖြစ်ပေါင်းလေးနေအောင်နဲ့ကျွန်တော်ကအဲ့ခြင်းင်းစင်ပေါ့တကြံတွင်းလောက်ဖို့ကခြင်းင်းစင်ကိုကျွန်တော်လုံးလုံးနေအတော်တယောက်လည်းရောက်ငလင်လေးလောက်ရောကျွန်တော်ထွက်ရောက်ပြီပထမချိန်ကနေရောက်ပြီဒုရချိန်ကျတော့ကျွန်တော်ကိုယ်လေးလမ်းခေါ်တဲ့ချိန်မှာဒုရချိန်အကုန်လုံးလွတ်တယ်ကျွန်တော်ကိုကြည့်ကြတော့အပေါ်ရောက်သွားတာဒါမှမလွတ်တယ်သူလည်းအပေါ်ဆုံးမှပြန်လွတ်သွားတာခွေလေးတစ်ကောင်နဲ့ အနုထုတ်ကကျွန်တော်ထဲပါလာတာကျွန်တော်မျက်နှာသိမ်းတာတော့မနေ့ကျွန်တော်ထားအောင်လိုက်တယ်မထူးဆိုဒီနားလေးကျွန်တော်ထားထားလောင်းလိုက်တော့အဲ့လိုဒီမှာအိတ်တာကိုကျွန်တော်မညစင်ဒီလမ်းပေါ်အိတ်တာအဲချစ်တဲ့နေပေါ့နေရသုံးရလမ်းပေါ်အိတ်ရတယ်ညီမတွေကတော့ဟိုနောက်ထဲသွားအိတ်အဲနောက်ကျမှကျွန်တော်ကအဲ့အိမ်ကလည်းနေရာတွေပါတွတ်လေးပါမိုးပြီးတော့အဲ့မှာကတ်နေကြတယ်ဟာအဲ့တော့မြင်းမြင်းခိုင်ရင်လည်း6လောက်ကတမင်းဆိုင်ရဲ့နောက်ထဲပေါ့အဲနလား3လောက်တော့ကြာမှန်းနေငါ6လောက်တာမဟုတ်ဘူးပြသူတို့ကျွန်တော်တို့ခေါ်ထားတာ ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ရှင်းသူရှင်မာဒီကကိုရောတော့ကိုခန်းနဲ့ကိုရေချိုးခန်းနဲ့ကြာကြာနာနာပေါ့အဲအကောင်းနဲ့ကုတော့ဒီလိုလေးဖြစ်လို့နေရတာပေါ့ဒါတော့ဒီရင်ကခေါ်တာလို့ကေဘောနော်ကိုရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတဲ့အတွက်ယောက်ျားရင်မာကြီးတယောက်ဖြစ်ပေမဲ့ဒီလိုမျိုးမျက်ရည်ချနေတဲ့ပုံရိပ်တွေမြင်ရတာလည်းအင်မတန်မှဝမ်းနည်းစရာကောင်းပါတယ်ဆိုတော့ကျမရဲ့ပြည်သက်တွေထဲမှာအကူညီခြင်းတဲ့သူတွေရှိရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် လိုအပ်နေလို့ပေါ့နော်ကိုတကယ်လိုအပ်လို့ဝယ်ချင်တာပဲဖြစ်ဖြစ်ကိုကအဲ့ဒီအနီးနားမှာရှိရဲဆိုလို့ရှိရင်ဒီဦးလေးရဲ့မိသားစုကိုအားပေးလိုက်ကြပါဦးတိုက်တွန်းမရစေ